ရခိုင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဒီနေ့ကျွန်တော်တို့အတူတူကအဆင်ပြေဖို့အတွက်ကတော့ယခုချီးမွမ်းပါဆိုတဲ့ခေါင်းစဉ်လေးနဲ့ဝေငှချင်ပါတယ်69ခုမြောက်သောစာလံအပိုင်ငယ်34ပေါ့နော်ဒီနေ့အဲ့ဒါလေးကိုကျွန်တော်အတူတူကအဆင်ပြေဖို့ဖြစ်ပါတယ်ဆိုတကယ်တော့35ဒါပေမဲ့35အတူတူပဲဖြစ်တယ်ဒါကြောင့်34လို့ပဲပြောချင်တာအိုးဖျားသခင် လူများတို့သည်ကိုယ်တော်ကိုချီးမွမ်းကြပါစေ။လူများအပေါင်းတို့သည်ကိုယ်တော်ကိုချီးမွမ်းကြပါစေတော်။ဖျားသခင်လူများအပေါင်းတို့သည်ကိုယ်တော်ကိုချီးမွမ်းကြပါစေလို့ပြောတယ်။ So အဲ့ဒီတုန်းကအာလူတွေပေါ့လူတွေကဖျားကိုချီးမွမ်းနေဆိုတာဆိုကလေးတယောက်က ကျောင်းမှာဟောသူ့ရဲ့စာမှုပွဲဖြီးတဲ့အခါမှာတော်လို့တဒါဂုံပြုတ်ဂုံပြုတ်တဲ့အခါမှာတန်တာအားလုံးပါမယ်ဆိုနှစ်ဆုံးတဲ့အချိန်မှာဟောဒါကျောင်းစုပီးပွဲတွေရှိကြပေါ့နော်ဆိုဒီလိုကျောင်းစုပီးပွဲတွေမှာဆိုလို့ရှိရင်ဟောဒါကျောင်းကအားလုံးတက်လို့မရတော့ခုနပြောတဲ့စုရတဲ့သူတွေထူးချွန်တဲ့သူတွေတက်ရတယ်ဆိုဒါမျိုးလေးတက်ရတဲ့အခါမှာအောက်မှာ ဖိတ်ထားတဲ့သူတွေဆိုလို့ဆူရတဲ့သူတွေကိုခေါ်ထားတယ်ပြီးတော့မှတကြောင်လုံးမှာရှိတဲ့သူတွေကနေဆက်ဆံမတွေပေါ့တဘောကငါးတန်းကလေးကဆူရတယ်ဒါပေမဲ့အဲ့ဒီအတန်းမှာဆိုတော့ဟိုကြံတဲ့ငါးတန်းကနေဆိုလို့ရှိရင်အလေတန်းဆိုလို့ရှိရင်၈တန်းလောက်ထိမရှိနေဆက်ဆံမအကုန်လုံးရှိမယ်နော်ဆိုတော့အဲ့ဆက်ဆံမအကုန်လုံးရောတော့ចောင်းသားမိပါတွေလည်းလာကြတယ်ပေါ့နော် ဖိတ်ထားတဲ့ចောင်းသားမိဘပြီးတော့မှဒီကျွန်တော်မြမပြီအချိန်နည်းနဲ့ပြောတာပါရက်ွက်မှာရှိနေတဲ့သူတွေကိုလည်းဖိတ်ထားမှာအဲ့ဒီ theme မှာဒီကလေးကတော်တယ်ဆိုတော့အားလုံးကဝိုင်းပြီးတော့မှအချိမြောက်ကြတယ်ဆိုတော့စူယူရဲ့ခါမှာအဒါတော့ဒီတန်းမှာဒီလောက်လောက်ရတယ်ဆိုတော့အောက်ကနေလက်ခုပ်တီးမယ်ဒါကျွန်တော်တို့ခက်ပေါ်တော့ဆိုတော့အခုကတော့ဒီထက်ပို့ပြီးတော့မှကျောင်းနဲ့ခန်းခန်းနာနာလောက်လာတဲ့ခါမှာဒီတက်ပို့ပြီးတော့အဆင်းမြင့်လာလိုက်ရှိလာမှာပေါ့ဒါပေမဲ့ဘာဖြစ်ဒါဘာဖြစ်လို့လဲဆိုလို့ရှိရင် ဒီကလေးရဲ့တော်တဲ့အရာထက်မြက်တဲ့အရာလုတ်ပြီးလို့လုတ်ထားတဲ့အရာတွေကိုမလုတ်တာလဲဆိုလို့ချင်းချီးမြောက်တာဖြစ်တယ်ဆိုတာတွေ့ရတယ်။အော်ဒီနေ့လေဒီလိုပဲဒီနှုတ်ကပတ်တော်ဒါကိုပြောတာ။ဦးဖျားသခင်လူများတို့ဒီကိုရောကိုချီးမွမ်းကြပါစီတော်လို့ပြောတဲ့အခါမှာဆိုဖျားသခင်ကိုဟိုတိတယ်သူတွေပေါ့ဖျားလုတ်ထားတဲ့အရာတွေဖျားရဲ့ ဟိုကောင်းနေရတယ်ဖရာရဲ့တကူကြီးချင်းနေပြီးတော့မှဖရာသခင်ရဲ့ကြောက်ရှာကောင်းတဲ့အာအရာမျိုးတွေကိုတိပြီးတော့မှဒီအရာတွေကိုနားလေသဘောပေါက်တဲ့သူကဘာလို့ရမလဲဆိုလို့ရှိရင်ခုနပြောလို့ဂုံပြုတ်ချီးမွမ်းရမယ်အဲ့တော့စဉ်းစားတယ်အဲ့ခါမှာဆိုတော့ဒါကိုဘယ်လိုလူမျိုးကပဲဒီအရာကိုလုပ်မလဲဆိုလို့ရှိရင်ဆိုတော့အဲ့ဒီအချိန်တုန်းကဖရာသခင်ရွေးကောက်တဲ့သူဆိုလို့ဒါ อิสราเอลမျိုးပဲရှိရပါဘူးဆိုအာဗြဟံอีเซอีเซရဲ့ဒါယာကုပ်မှာဒါ12ယောက်ရှိလာအဲ့ဒါ12ယောက်မှာရှိနေတဲ့อิสราเอลမျိုးတွေနော်ဆိုတော့သူတို့ကထရဖျားကိုကိုးကွယ်တဲ့သူတွေကောင်းကင်နဲ့ကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတဲ့ဘုရားကိုကိုးကွယ်တဲ့ဒီလူမျိုးပဲရှိရပါဘူးဆိုတော့ဒီလူမျိုးတွေကိုအဓိကထားပြီးတော့မှပြောတာဆိုတော့သူတို့တော့လည်းတော်တော်လေးအံ့ဩဖို့ကောင်းပါတယ်နော် တော့ဘုရားသခင်သူတို့အိုးဝေရတဘာဝလုံးလောက်ရက်တင်နေဘုရားသခင်မာစားခဲ့တယ်ဆိုတော့ဒီလိုလောက်ရခြင်းအဖြစ်လဲပတ်ဝန်းကျင်မှာရှိနေတဲ့သူတွေကလည်းအိုး is really ကိုးကွယ်တဲ့ဘုရားကောင်းကင်ရဲ့မြေကြီးကိုဖန်ဆင်းတဲ့သာဝရဘုရားပါလားဆိုတာကိုဒါသိသွားရတယ်နားလည်လာရတယ်နော်ဒါကြောင့်ဒီမှာပြောနေတဲ့လူအပေါင်းတို့လူမျိုးအပေါင်းတို့ ထရပ်ပြောက်ချင်းဝန်းကြလောလို့ပြောတဲ့အခါမှာဆိုတော့ဒါကခုနပြောတဲ့အစ္စရေးလူမျိုးတွေလည်းပါမယ်ဆိုတော့အစ္စရေးလူမျိုးတွေနဲ့အတူတူတဘာမျိုးသားတချို့လည်းပါတယ်ဆိုတော့တွေ့ရတာပေါ့နော်ဆိုတော့ဒါလေးကိုနားလည်ရတယ်ဒါပေမဲ့ဒီဘက်ကိုရောက်လာတဲ့အခါကျတော့ဆိုတော့သခင်ယေရှုလောကကိုလူစားတိကြွလာတဲ့နောက်ပိုင်းမှာတော့ဒီထက်ပိုပြီးတော့မှနည်းနည်းသွားတဲ့အရာလေးတွေရှိလာတယ်ဆိုတော့ဟုတ်ပြီ ဒါလေးကိုကျွန်တော်ဆက်ပြီးတော့မှကြည့်တဲ့အခါမှာငယ်လေးမှာလူအမျိုးမျိုးတို့ဒီဝမ်းမြောက်၍ရှင်လန်းစွာတခြင်းဆူကြပါစီတော့ဒီမှာကြတော့ခုနပြောလို့လူအမျိုးမျိုးတို့ဒီဆိုတော့လူတိုင်းလိုဖြစ်သွားတာလူများတို့ဆိုတော့တီးတန့် Israel လိုလူတွေပဲမဟုတ်တော့လူအမျိုးမျိုးဆိုတော့ Israel မဟုတ်တဲ့သူတွေလည်း ပါတယ်ပီဆလန်ဆရာကဒါဟိုတန်ရှင်တော်ဝိညာဉ်တော်အဖြစ်ဒါသူဆက်ဆူထားတဲ့အရာတချင်းပေါ့နော်ပြပြတွေလည်းချက်နိုင်ပါတယ်ဆိုတော့သူပြောကျင်တဲ့ဥစ္စာဘာအတွက်လဲဆိုလို့ရှိရင်ဝမ်းမြောက်ရှင်လန်းစွာတချင်းဆိုကြဆိုတာအထင်းမှာဝမ်းသာစရာကောင်းတဲ့အဖြစ်အပျက်တွေရှိတဲ့အတွက်ကြောင့်မဘာလို့ရမလဲတချင်းဆိုတချင်းဆိုပြီးတော့ဝမ်းမြောက်ခြင်းနဲ့တည်ဆူရမယ့်အရာဖြစ်တယ် ဆိုတော့အမဆက်ပြောတဲ့အရာအချောင်းမူကဘာဖြစ်လို့ကျွန်တော်တို့ဝမ်းမြောက်ချင်းနဲ့ဖရားကိုချီးမွမ်းရမှာလဲအဲ့ဒါကြောင့်ပဲဆိုတဲ့ဥစ္စာကိုပြောပြတယ်ကိုလိုသည်လူတို့ကိုဖြောင်းမတ်စွာတရားစီရင်၍မြေကြီးပေါ်မှာရှိသောလူမျိုးတို့ကိုချမ်းသာပြီးတော့ပူမြည် ဆိုတဲ့ဒီအရာလေးကိုတွေးရတယ်ဆိုပရမတ်ဘိုင်းကတော့ကျွန်တော်ဘာကိုဆင်ခြင်မိလဲဆိုတော့ဆိုကူရောကလူတို့ကိုဆိုတော့တလူအားလုံးနဲ့ဆိုင်သွားပြီလောကမှာရှိတဲ့ပခုံးနှစ်ဖက်ချောင်းမှာခေါင်းပေါက်တဲ့လူအားလုံးနဲ့တက်ဆိုင်နေရဆိုတော့လူတို့ကိုဖြောင်းမတ်စွာတရားစီရင်၍ညီကြီးပေါ်မှာ ရှိသောလူမျိုးတို့ကိုချမ်းသာပေးတော်မူ၏ဒါဆိုလူတွေကဘာမှဖြစ်နေဘူးလေဆိုလို့ရှိရင်ချမ်းသာမရနိုင်ချမ်းသာမရနိုင်ချမ်းသာမရရင်ဘာရနိုင်လဲဆင်းရဲရနိုင်တဲ့အနေထားကိုပြောပြတယ်ဘာလို့ဆင်းရဲခံရလဲဆက်စဉ်းစားတဲ့အခါမှာဒါကျွန်တော်တို့ပြန်ပြီးတော့မှနှွေးတာပါပြန်ပြီးတော့ကျွန်တော်စဉ်းစားတာပါကျွန်တော်တို့ဒီမှာဒုက္ခဆင်းရဲဆိုတဲ့ အရာကကျွန်တော်ထဲမှာရှိနေတယ်။ဘာကြောင့်လဲ?ကျွန်တော်ကမူးရပါအပြည့်ဆာလ51တုံးကဒါကြော်လာပြီးဆာလ69ရောက်သွားဆာလ51တုံးကဒါဝိကသူ့ကိုယ်သူပြန်စဉ်းစားမိတယ်ဘာသက်ရှိပေါ့မှားတဲ့အခါမှာဟုတ်ငါကမွေးကလေးကအပြစ်ပါလာဒီအပြစ်ရဲ့တဘာဝနဲ့မွေးလာတဲ့သူဖြစ်တယ်ဒါကြောင့်ဒီအပြစ်ရဲ့ဒဏ်ဆိုတာလည်းရှိတယ်ဆိုတော့သူကောင်းကောင်းနားလေသွားတယ်ဒါဒါဝိက တန်ရှင်းသောဝိညာဉ်တော်အပြင်နားလေတဲ့အရာကကျွန်တော်လောကမှာရှိနေတဲ့လူတွေအကုန်လုံးနားလေဖို့အတွက်ဖြစ်တယ်။ကျွန်တော်ဒါကြောင့်ပြောတာလူတို့ကမလုပ်ရမယ်ဆိုဆင်းရဲဒုက္ခကြားထဲမှာရှိနေတယ်ဆိုတာဒါယခုဘဝနောင်ဘဝအပြစ်ရှိတဲ့သူကဆင်းရဲဆိုတာခန္ဓာစိတ်ဝိညာဉ်ဆင်းရဲခြင်းရှိအဲ့ဒီခန္ဓာစိတ်ဝိညာဉ်ဆင်းရဲခြင်းကိုကယ်တင်ပေးတဲ့သူကဘယ်သူပဲလဲဆိုလို့ရှိရင်ယေရှုခရစ်တော်ဒါက prophecy လို့ပြောလို့ရတယ်။ကြိုပြီးပြောပြထားတာ။သောသခင်ယေရှုခရစ်တော်ကျွန်တော်အပြစ်ကိုဖြေရှင်းဖို့အတွက်ဖခင်ကလူဇာတိလာခံပြီးတော့မှကျွန်တော်ရဲ့အပြစ်အတွက်လက်ဝါးကားတိုင်းပေါ်မှာအတိခံတယ်။အတိခံပြီးတော့မှတကယ်တည်တဲ့အတွက်ကြောင့်မလို့တင်းញိုင်းကူထဲမှာတကြုံလိုက်တယ်။ဒါကကြိုပြီးပြောထားတဲ့အရာဒီလိုဖြစ်မယ်ဆိုတဲ့အရာပြောထားတဲ့ အရာဖြစ်တဲ့အတွက်ဒီကျန်းစာထဲမှာအခုလိုကိစ္စမျိုးပေါ့ကြုံပြီးပြောထားတာဖြစ်တဲ့အတွက်ကြောင့်မလို့၃ရက်မြောက်တဲ့နေ့မှာရှင်မြန်ထားမြောက်ပြီကျန်းစာလာတဲ့အချိန်ယေရှုကကျွန်တော်တို့ပြည့်တွေ့လောကကတိုင်းမှာတည်ခဲနေတဲ့ကြိုချင်းကိုခံကျန်းစာလာတဲ့အချိန်၃ရက်မြောက်တဲ့နေ့မှာရှင်ပြန်ထားမြောက်တယ်ဆိုတာကိုအဲ့ဒါဝမ်းသာစရာတဲ့င်းလူတွေရဲ့ဒုက္ခဆင်းရဲအပြစ်ကြွေးကိုလောကကတိုင်းမှာဖြေရှင်းပေးတဲ့အရာဖြစ်တယ် တကယ်တော့အဲ့ဒါကလူကြီးခံရမယ့်အရာဒါကိုဖခင်ကဖြောင့်မတ်စွာစီရင်တယ်လို့ပြောလို့ရတယ်အာရန်အေဝါလုတ်တဲ့အပြစ်ကကျွန်တော်တို့မသိနားမလည်ဘဲနဲ့ပါလာတာမွေးရပါပါလာတာအဲ့ဒီရောက်ကျွန်တော်နားမလည်ဘဲခံရတော့မယ့်အချိန်မှာယေရှုခရစ်တော်သည်လောကကိုကြွလာပြီးတော့မှကျွန်တော်ရဲ့ကိုယ်စားဒီအပြစ်ကြွေးကိုဆက်ပြီးရခါမှာဒါခြေဆုပြုခြင်းခံရတယ် ဖခင်ကသူ့ရဲ့တပါးဒီသောသားတော်ယေရှုခရစ်တော်ကိုစီရင်လိုက်တယ်။ဖြောင့်မတ်စွာစီရင်တယ်လို့ခေါ်တယ်။ဆိုတော့ဒီအရာကိုစီရင်လိုက်ခြင်းအပြင်ကျွန်တော်တို့ကအပြစ်စီရင်ခြင်းတွေကလွတ်သွားတဲ့အခါမှာကျွန်တော်တို့အတွက်ဘာဖြစ်လာလဲဆိုတော့ဝမ်းမြောက်စရာအကြောင်းဖြစ်တဲ့အတွက်တအားချီးမွမ်းပါတချင်းဆိုပြီးတော့မှဝမ်းသာစရာကောင်းတဲ့ကျွန်တော်တို့ရဲ့အရာအတွက်ဖြစ်တယ်။ဒါမဲ့အတားကလူတိုင်းကတော့ဒါ အခွင့်အရေးရှိကြုံနေတယ်ရထားတယ်ဒါပေမဲ့ဘာနဲ့ပြန်ပြီးတော့မှကျွန်တော်တို့တုံ့ပြန်ရမယ်ဆိုတော့ယုံကြည်ခြင်းနဲ့တုံ့ပြန်ရမယ်ကျွန်တော်တို့ယုံကြည်ခြင်းအဖြစ်သာဒီအရာကိုကျွန်တော်တို့ဘာလို့ချင်ခံရမယ်ဆိုလို့ရှိရင်အာဒီအကျိုးဆက်ကိုကျွန်တော်တို့ခံစားရမှာဖြစ်တယ်ဆိုတော့တွေ့ရတယ်ဆိုတော့ဒါဆိုကျွန်တော်တို့တရားစီရင်ခြင်းမခံရတော့ကျွန်တော်ကလွတ်သွားတယ်အပြစ်စီရင်ခြင်းတရားစီရင်ခြင်းတွေကနေ လွတ်သွားတဲ့အတွက်ဒါကိုကျေးဇူးတော်လို့ကျမ်းစာပြောတယ်။ဒါကိုကျွန်တော်မလုပ်ရမလဲ။ယုံကြည်ခြင်းနဲ့တုံ့ပြန်ရမယ်။ဒါကကျွန်တော်တို့တမလွန်ရေးအတွက်ကိုဖျားသခင်စီရင်နေရ။အဲ့ဒီအတွက်ကျွန်တော်ဝမ်းမြောက်ပါ။နောက်တစ်တပိုင်းနောက်တစ်တပိုင်းနောက်တစ်တပိုင်းကကြတော့ဘာကိုပြောချင်လဲဆိုလို့ရှိရင်ကျွန်တော်တို့လောကမှာအသက်ရှင်နေတဲ့အချိန်မှာမတရားစွာပြုခံနေရတဲ့အရာတွေအများကြီးရှိတယ်။ တရားမမျှတစွာကျွန်တော်တို့ခံနေရတဲ့အရာတွေအများကြီးရှိအဲ့ဒီအရာတွေတက်ကိုလေတရားမျှတစွာ စီရင်တဲ့ဖရားကအချိန်တန်တဲ့အခါမှာတရားမျှတစွာဖြောင့်မတ်စွာစီရင်ပေးပါလိမ့်မယ်။ဘာကြောင့်လဲကျွန်တော်တို့ရဲ့တမလွန်ရေးအတွက်တောင်မှဖြောင့်မတ်စွာတရားစီရင်ထားတဲ့ဖရားသည်ကျွန်တော်လောကမှာအသက်ရှင်နေတဲ့အခါမှာမတရားစွာ ခံနေရတဲ့အရာတွေအကုန်လုံးကိုလေဖြောင့်မတ်စွာစီမဲ့ဖျားဖြစ်ပါတယ်။တမာတရားကိုစီရင်တဲ့ဖျားဖြစ်တယ်။တမာတရားရဲ့အရှင်သခင်ဖြစ်တဲ့ဖျားကဖြောင့်မတ်စွာစီရင်ပါတယ်။ဘာသာဒီမှာဒါကိုပြောပါတယ်။အကြောင်းမူကားကိုရောဒီလူတို့ကိုဖြောင့်မတ်စွာတရားစီရင်၍မြေကြီးပေါ်မှာရှိသော လူမျိုးတို့ကိုချမ်းသာပေးတော်မူမည်။ မတရားစွာခံနေရတဲ့သူတွေရှင်ပန်းနှိပ်စက်ခံနေရတဲ့သူအတွက်ကိုဖျားကတရားမြတ်တော်စွာစီရင်ပြီးတော့မှဘာလို့ပြင်းမလဲချမ်းသာပေးပါလိမ့်မယ်ဒါကြောင့်အဲ့ဒီအရာအတွက်ကိုကျွန်တော်တို့မလုပ်ရမယ်ဝမ်းမြောက်စွာနဲ့တချင်းဆိုပြီးတော့ချီးမွမ်းပါဘယ်တော့လဲအခုချီးမွမ်းယနေ့ပင်ချီးမွမ်းပါအခုအခု ဲ့လိုမျိုးမစီရင်သေးဘူးလေအဲ့လိုတရားမြတ်တော်ဆိုတဲ့မစီရင်သေးဘူးအခုချမ်းသာမရသေးဘူးလေသင်ယုံဖို့ပဲလို့လဲတင့်တက်တာလည်းမတရားဆိုခံနေရတဲ့အရာတွေမဖြတ်မမဲ့နဲ့ကျွန်တော်တို့ခံနေရတဲ့အရာတွေအကုန်လုံးဘုရားသခင်စီရင်ပေးပါလိမ့်မယ်ဘုရားရဲ့အချိန်တန်တဲ့အခါမှာကျွန်တော်တို့ဟာဒါကိုခံစားရမှာပါဘာကြောင့်လဲဆိုသင်နဲ့ကျွန်တော်တို့ဒီဖြောင်းမတ်ဆိုတာတရားစီရင်တော့ဘုရားရဲ့သာသမီဖြစ်နေလို့ပဲ ြစ်တယ်ဆိုတာတွေ့ရတယ်။ဒါပေမဲ့တခုပဲကျွန်တော်တို့ဟာသူတပားပေါ်မှာအချင်းချင်းအပေါ်မှာကျွန်တော်တို့ကိုယ်တိုင်မတရားစွာမဖြောင့်မတ်စွာတော့ကျွန်တော်တို့မဆက်ဆံပါနဲ့။အဲ့ဒါဆိုကျွန်တော်တို့လည်းဒီမှုရာလွတ်မှာမဟုတ်ဘူး။ဒါလို့ကျွန်တော်ပြန်ပြီးတော့မှကိုကိုကိုစင်ကျင်သုံးသက်ဖို့လိုပါတယ်။ဆိုတော့ကျွန်တော်ယုံပါတယ်ဆိုတော့ဖခင်ရဲ့သာသမီဖြစ်တယ်ဆိုလို့ရှင်တော့ဒါနဲ့ကျွန်တော်ဒီ တမာတရားနဲ့အသက်ရှင်ပြီးတော့မှဖြောင့်မတ်စွာအသက်ရှင်နေတဲ့သူတွေဖြစ်တဲ့အတွက်ကျွန်တော်တို့အပေါ်မှာမတရားစွာခံနေရတဲ့အရာတွေကိုယခုပဲဖျားသခင်ကစီရင်ပေးမယ်ဆိုတဲ့ယုံကြည်ခြင်းနဲ့ချီးမွမ်းဖို့ဝင်ငှားကြပါတယ်အားလုံးပေါ်မှာဖျားသခင်တာ၍ကောင်းချီးပေးပါစေ